တိုးတဖွဲ့ရဲ့လေပိုင်းနဲ့နာကိုရုရှားလေယာဉ်တွေဟာတပတ်အတွင်းနှစ်ကြိမ်ချင်းကပ်ခဲ့တဲ့အတွက်ကြောင့်ပြည်ထောင်လီတက်ကစောင့်ကြည့်ခဲ့ရပါတယ်။နေတိုးစစ်မဟာမိတ်ဖွဲ့ရဲ့လေပိုင်းနဲ့ကိုရုရှားလေယာဉ်တွေဟာတပတ်အတွင်းနှစ်ကြိမ်ထိချင်းကပ်ပြန်တန်းခဲ့လို့တိုက်လေယာဉ်တွေဆီလိုပြီးစောင့်ကြည့်ခဲ့ရတယ်လို့ပြည်ထောင်တော်ဝင်လီတက် IAF ကပြောပါလေ။ AB လ20ရက်နေ့ကပြည်ထောင်ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်မှာပေါ်လန်နိုင်ငံမဲလ်ဘော့လီတက်စကမ်မှာခြေစိုက်ထားတဲ့ IAF တပ်လီနေဟာရုရှားလက်ရင်တွေကြောင့်နှစ်ကြိမ်တိုင်တိုင်အရေးပေါ်ပြန်တက်ခဲ့ရပါတယ်။ပထမတစ်ကြိမ်က AP 15ရင်းနေမှာဖြစ်ပြီးတော့ရုရှားစစ်တပ်ရဲ့ IL 20M မျိုးစားထောက်လန်းရေးလိင်တစီကပိုလန်လီပိုင်နနာရောက်ရှိလာတဲ့အတွက်ကြောင့် IAF ရဲ့ Typhoon တပ်လီနေစင်းကတွားရောက်ဆုံးကြီးခဲ့ရတာဖြစ်ပါတယ်။ ABLA 18ရက်နေ့မှာလေ NATO လေပိုင်နနာကိုအမျိုးမည်ပြီးရုရှားလေရင်တစဉ်ချင်းကပ်ခဲ့လို့ Typhoon 2စီးအလားတူပြန်တက်ခဲ့ရပြန်ပါတယ် ိုလန်ဟာနေတိုးဖွဲ့ဝင်နိုင်ငံဖြစ်ပြီးတော့ပိုလန်လေပိုင်းနဲ့ဟာနေတိုးလေပိုင်းရဲ့အစိပ်ပိုင်းဖြစ်သတ်မှတ်ထားပါလိမ့်။နေတိုးတဖွဲ့ရဲ့အရှေ့ဖြားဧရိယာကိုကာကွယ်ဖို့ပြည်ထောင်နဲ့ဆွေဒင်ပူးပေါင်းပြီးတိုက်လေရင်တွေဖြန့်ကျက်ထားတဲ့ Operation Chessman အစပြုပြီးသတင်းပတ်ချို့ကြမှာ IF ဟာအခုလိုအကဲဆက်မှုကိုပထမဆုံးချိန်ရင်ဆိုင်ခဲ့ရတာပါ။ဒါကြောင့်ကိုင်းတွဲဖြည့်ရှင်းနေတယ်လို့ပြည်တိန်လက်လက်ကတက်များဆိုင်ရာဝန်ကြီးလုခ်ပေါ်လက်ကပြောပါလိမ့်ပြည်တိန်ဟာနေတိုးရဲ့လုံခြုံရေးအတွက် အယုံဆက်နေတာကိုမရေမြိုင်ဆက်လက်ပြီးတော့စစ်ညစ်ထားမယ်လို့ဆိုပါတယ်။နေတိုးလီဘန်နဲ့ကာကွယ်ဆောင်ရှောက်ရေးရဲအတွက်ပြည်ထောင်တိုင်ဖွန်တက်လေ6စီလေတသား200နီးပါးပိုလန်မှာဖြန့်ကျက်ထားပါတယ်။စောပိုင်းတုန်းကပြည်ထောင်တိုင်လေနေဟာရိုမေးနီးယားနဲ့အိုင်ယာလန်တို့မှာခြေဆက်ခဲ့ပါတယ်။ပြည်ထောင်ကာကွယ်ဝန်ကြီးဂျိုဟာလီကနေတိုးနိုင်ငံရဲ့ယူကရိန်းအတွက်စုပေါင်းကူညီအစည်းအဝေးကိုဘယ်ဂျန်နိုင်ငံဘရက်ဆဲမှာလုပ်နေပြီးရပ်ပိုင်းကြမှာ ဗြိတိန်ရဲ့တိုင်ဖုန်းတွေဟာနေတိုးလေပိုင်နေတာမှာရုရှားလေရင်တွေချင်းကပ်ပြန်တဲ့အခြေအနေကိုရင်ဆိုင်ခဲ့ရတာဖြစ်ပါလေ။ဒါနဲ့ပတ်သက်ပြီးတော့ရုရှားကိုကန့်ကွက်စာပို့မယ်ဆိုပြီးနေတိုးဖွဲ့ကပြောပါလေ။ရုရှားလေတဲ့ဦးစီးချုပ်ရုံကတော့ဘာမှ ပြန်လဲအကြောင်းပြန်ခြင်းမရှိဘူးလို့သိရပါလေ။အဒီတောင်မှရှိတဲ့ယူကရိန်းတပ်ဖွဲ့ဝင်တွေအားလုံးလက်နက်မချရင်အကုန်လုံးချေမုန်းခံရမယ်လို့ရုရှားသမ္မတပူတင်ကချင်းချောက်လိုက်ပါလေ ရုရှားနိုင်ငံတော်ပိုင်းကားဒေသမှာကျန်ရှိတဲ့ယူကရိန်းတပ်ဖွဲ့တွေကို9လကျော်ကြာပိတ်ဆို့ထားတယ်လို့သမ္မတပူတင်ကကြေညာပါတယ်။ကားဒေသရဲ့အခြေအနေဟာရုရှားရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပြီးယူကရိန်းတပ်ဖွဲ့တွေကိုပိတ်ဆို့ထားတယ်လို့ပူတင်ကသတင်းတောက်တွေကိုပြောပါတယ်။ယူကရိန်းတပ်ဖွဲ့တွေဝိုင်းဝန်းပိတ်ဆို့ခံထားရတယ်ဆိုတာကိုယူကရိန်းထိပ်တန်းတမှုတူကတော့ငြင်းဆန်ပါတယ်။ ဗူရီယန်ဘော်ဒူနေကကတ်စ်ဒေတာမှာရှိတဲ့ရုရှားတပ်ဖွဲ့တွေထံရုတ်တရက်သွားရောက်ခဲ့ပြီးယူကရိန်းတပ်တွေအဲ့ဒီဒေတာကိုအများဆုံးပြန်သိမ်းပိုက်ဖို့တပ်ဖွဲ့ဝင်တွေကိုအမိန့်ပေးခဲ့ပါလေ။လာမယ့်ရက်ပိုင်းတွေမှာယူကရိန်းတပ်ဖွဲ့ကိုပိတ်ဆို့မယ်ဆိုရင်ဘယ်သူမှထောက်ခံနိုင်မှာမဟုတ်ပါဘူး။နီးလက်နှစ်လမ်းပဲရှိပါလေ။ယူကရိန်းတပ်တွေလက်နက်ချမလားတေကံမလားလို့သတင်းစာရှင်းပွဲမှာပူတင်ကမေးခွန်းထုတ်ခဲ့ပါလေ။ မိုင်းကရဲ့ပြစ်ခတ်ရဆဲအစည်းအဝေးကိုထောက်ခံတယ်လို့လည်းပြောပါတယ်ရုရှားတပ်ဖွဲ့တွေညာဘက်လွတ်တဲ့ drone တရား18စင်းနဲ့84စင်းကိုလည်းပြစ်ချခဲ့တယ်လို့ Ukraine စစ်တပ်ကတော့ပြောပါတယ် Ukraine drone 89စင်းကိုပြစ်ချပြီး drone များစုကို Russia Ukraine နယ်စပ်တလျှောက်မှာရှိတဲ့ဒေသတွေမှာပြစ်ချခဲ့တယ်လို့ရုရှားကာကွယ်ဝန်ကြီးဌာနကပြောပါတယ် Easter ပွဲတော့ပြစ်ခတ်ရဆဲကာလချိုးဖောက်တာနဲ့ပတ်သက်ပြီး Russia နဲ့ Ukraine ကြားထဲမှာလောလောဆယ်တော့ပြန်လည်ဆွဆွဲနေပါတယ် ရုရှားသမ္မတပူတင်ကယူကရိန်းနဲ့ဖြစ်တဲ့ပြည်ပကတွေအတွက်အစ္စတာဂါလာတွင်တစ်ဖက်သက်ပြစ်ခတ်ရဆဲတယ်ဆိုပြီး AB 19ရက်နေ့ကကြေညာခဲ့တာပါရုရှားနိုင်ငံကြီးဝန်ကြီးဌာနကပူတင်အမိန့်အရအထူးစစ်စင်ရေးဇုံတွေမှာရှိတဲ့ရုရှားစစ်လွတ်ဆန်တပ်ဖွဲ့အလုံး AB 19ရဲ့မော်စကိုစံတော်ချင်းညနေ6နာရီကစပြီးပြစ်ခတ်ရဆဲအခြေအနေတင်းတင်းကြပ်ကြပ်ဆောင်ကြပ်နေတယ်လို့ပြောပါတယ် ဒါပေမဲ့ယူကရိန်းစစ်တပ်ကရုရှားရဲ့တီမများတွေကိုတနက်တွေမော်တာတွေနဲ့အကြိမ်ပေါင်း၄00ကျော်ပစ်ခတ်ခဲ့ပြီးမောင်းသူမဲ့ drone အစင်း900နဲ့တိုက်ခိုက်လို့အရက်သားတွေတေဆုံးဒဏ်ရာကုန်ပြီးရက်ဘတ်ဆောင်တွေပျက်စီးခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါတယ်ယူကရိန်းသမ္မတဇလန်စကီကတလင်းကွင်းနေမွန်တက်ဆန်နိုင်မှာယူကရိန်းတပ်တော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးအော်လက်ဇန်ဒား CST စီကရှီဒန်ချင်းနဲ့ပတ်သက်တဲ့အစီရင်ခံစာနောက်ထောင်ပြီးအဲ့ဒီနေ့မှာပဲသူ့ရဲ့ Telegram ကမှာဖော်ပြခဲ့ပါတယ် တနင်္ဂနွေမနက်စင်တိုင်းကစပြီးရုရှားဒုံးကြီးတွေဒရုန်းတွေနဲ့တိုက်ခိုက်တဲ့ရေအတွက်တိုးလာပြီးတော့ရုရှားရဲ့ FPV ဒရုန်းသုံးပြမှုနှစ်ဆတိုးလာတယ်လို့ဇလန်စကီကဆိုပါတယ်ရုရှားစစ်တပ်ဟာစနေညအတကောင်ကျော်ကစပြီးတနင်္ဂနွေမွန်တဲ့ချင်း၁၂နာရီတွင်စစ်စုပေါင်းချေမှုန်းတဲ့စစ်စီရေ၂၆ကြိမ်လုပ်ခဲ့တယ်လို့သူကဆိုပါတယ်အစ္စတာပွဲတော်ကာလတစ်လျှောက်ပြစ်ခတ်ရစဲရေးကိုထိန်းသိမ်းထားဖို့ရုရှားရဲ့ဂရီကိုချိုးဖောက်မှုတန်းကို ယူကရိန်းကအမှတ်တမ်းတင်ထားပြီးတော့မိဘတွေစီသက်ဆိုင်ရာသတင်းချက်လက်တွေပေးပို့ဖို့အသင့်ရှိတယ်လို့ဇလန်စကီးကပြောပါတယ်။တန်တမာရေးခွင့်လန်းတွေပေးဆောင်ဖို့အစ္စတန်ဘူတော့ပြီးတဲ့နောက်အနည်းဆုံးရပောင်း30ကြာထင်နေထားဖို့ရုရှားကိုဖိအားပေးတိုက်တွန်းခဲ့တယ်လို့ဇလန်စကီးကပြောပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ပေါ်ရဟမင်းကြီးဖရန်စီရဲ့ဇာပနာကိုအီဘီလ26ရက်နေ့မှာကျင်းပမယ်လို့သိရပါတယ်။ ပိုဟမ်မင်းကြီးဖရန်စစ်ကွယ်လွန်ပြီးနောက်ဇာပနာအခမ်းအနားကျင်းပမယ့်ရက်ကို AB 26နေ့ဖြစ်ကာဒီနယ်တွေကသတ်မှတ်လိုက်ပြီး AB 23ရက်နေ့မှာစတင်ပြီးတော့အများပြည်သူနောက်ဆုံးဂါရာပြုဖို့ခွင့်ပြုကြောင်းပါတီကန်လန်တို့ကကြေညာပါတယ်ပိုဟမ်မင်းကြီးရဲ့ကောင်တလာကိုစိန့်ပီတာဘိမှန်ကိုယူဆောင်လာခြင်းမှာကာဒီနယ်တွေကအဲ့ဒီလိုသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ကာဒီနယ်တွေဟာအီပီလာ22ရက်နေ့ဒီကနေ့ဂါရီယူအာဒီကန်ခမ်းမောက်မှာပထမဆုံးကြိမ်စီးဝင်းကျင်းပခဲ့ပြီး ပေါ့ဖရန်စစ်ရဲ့နေရာကိုဆက်ခံမဲ့သူရွေးချယ်ခြင်းမပြုခင်ဆက်လက်လှုပ်ဆောင်ရမယ့်အဆင့်တွေကိုညှိနှိုင်းတံပင်ခဲ့ပါတယ်။စာပနောက်ကို AB 26ရဲ့ဒေတာစံတော်ချိန်မနက်7:00နာရီကျရင်စိန့်ပီတာယဉ်ပြင်မှာကာဒီနယ်များကောလရဲ့ဌာနမှူးကာဒီနယ်ဂျီရိုဘာနီပတ်တီစတာရီကဦးဆောင်ကျင်းပမှာဖြစ်ပါတယ်။အာဂျင်တီးနားသမ္မတဇာဘီယာမိုင်လီနဲ့သမ္မတအကွာဒေါ်တို့လည်းတက်ရောက်မယ်လို့သိရပါတယ်။ ဒါအပြင်ပုပ်ဖရန်စစ်ဟာအာဂျင်တီးနားနိုင်ငံမှဖြစ်တာကြောင့်ခရိုတမရနဲ့တမရဂရော်တို့ကပါတီကန်စီးတီးကိုလာရောက်ပြီးနောက်ဆုံးဂါရာပြီမှာဖြစ်ပါတယ်အသက်88နှစ်ရွယ်ရှိဖြစ်တဲ့ပုပ်ဖရန်စစ်ဟာ AB 21ရင်းနှီးမနေ့ကမင်းမျောသွားပြီးနှလုံးအားနေခြင်းလေဖြတ်ရောဂါဝေဒနာဖိစီးခြင်းတို့ကြောင့်ကွယ်လွန်သွားပါတယ်မကွယ်လွန်ခင်အဆုတ်ရောင်ရောဂါနဲ့ငါးပတ်ကြာဆေးရုံတင်ထားခဲ့ရပြီးနောက်ပိုင်းပြန်လည်ကောင်းမွန်ခဲ့ပါတယ် ပေါ့ဖရန်စင်ဟာ AB 20ရက်နေ့ကနောက်ဆုံးကြိမ်ဖြစ်အများမြင့်ကွဲမှာခတ်ပေါ်ခဲ့ပါလေ။ American Do the JD Mass နဲ့လည်းတွေ့ဆုံခဲ့ပါလေ။ Easter Council ပြင်စိတ်မတန်ရင်မြင့်ကိုပါလှည့်ပတ်ခဲ့ပါလေ။ပေါ့ဟမ်မင်းရဲ့ Now Light တပည့်တော်ဝါကတွေကိုအဲ့ဒီနေ့ကနှုတ်ခွန်းဆက်စကားပြောကြားခဲ့တာဟာနောက်ဆုံးဖြစ်တယ်လို့သိရပါလေ။ပေါ့ဟမ်မင်းကြီးဖရန်စင်ရဲ့ဇာပနာကိုတမနာထရန်ကလူကိုယ်တိုင်တက်မယ်လို့ဆိုပါလေ။ကွယ်လွန်သူကက်သလစ်ဂိုင်းချုပ်နဲ့အတိတ်ကာလကငင်းခုန်တွေရှိခဲ့ပေမဲ့လည်း ဘာဒီကမပီလို့မဲ့ပွင့်ဟမ်းမင်းရဲ့ဇာပနာခန္ဓာကိုသူနဲ့သမရကတော်မလနီယာထရန်တို့တက်ရောက်มาဖြစ်ကြောင်းပွင့်ဟမ်းမင်းဖရန်စစ်ကိုလည်းတနည်းများထပ်ပေါ်လင်းတော့ရေကသမရထရန်ကတနင်္လာနေ့မှာဖော်ပြပါလိမ့်အစင်လာရပွင့်ဟမ်းမင်းများကွယ်လွန်ရင်၄ရက်မှ၆ရက်အတွင်းသဘာနာခန္ဓာကျင်းပါလိရှိလို့ပုပ်ဖရန်စစ်သဘာနာကို AB 26နှစ်မှာကျင်းပဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။မယ်လီယန်လီယန်နဲ့ကျွန်တော်တို့ရောမမြို့မှာ ပုံဟမ်းမင်းဖရန်စီဇာပနောက်ကိုတွားပါမယ်လို့ထရန့်ကဆိုရှယ်မီဒီယာမှာရေးပါတယ်ပုံဟမ်းမင်းကွယ်လွန်ခဲ့မှုကြောင့်စစ်စခန်းတွေနဲ့ပြည်ပရှိတန်ယုံတွေပါဝင်အစိုးရရုံးဝန်းများရှိအမေရိကန်နိုင်ငံအလံတွေကိုတင်းနှလောင်နေနေဝင်ချင်းထိတိုင်တဝက်တိတိလွှင့်ထူဖို့စောပိုင်းကတိကျကြီးညာချက်မှာသမားထရန့်ကအမိန့်ပေးခဲ့တယ်လို့သိရပါတယ် ကြီးမားတဲ့မတော်တဆမှုတွေအများလို့လို့ဖြစ်ခဲ့လို့တောင်ကိုရီးယားစစ်တပ်ကအပြင်းထန်ဝေဖန်ခံနေရပါတယ်။တောင်ကိုရီးယားနိုင်ငံမှာဒီဇင်ဘာလမှစတင်ပြီးစစ်တပ်အကြီးအကဲများတာဝန်မှရနာထားခံရချိန်မှာကြီးမားတဲ့မတော်တဆမှုတွေဇက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ကာကွယ်ကဏ္ဍမှာစီကံလိုအပ်ချက်တွေရှိတယ်လို့ဝေဖန်မှုတွေလည်းမြင့်တက်ခဲ့ကြောင်းကိုရီးယားဟာရယ်သတင်းမှာဖော်ပြပါတယ်။သမရဟောင်းရောက်ဆက်ရွေးဒီဇင်ဘာ3ရက်နေ့က နိုင်ပိုင်းသာအကြံမြင့်ခဲ့တယ်မအောင်မြင်တဲ့အစိုးရချုပ်ရေးကြီးညာချက်မှာပါဝင်ပတ်သက်ခဲ့တယ်ဆိုပြီးတော့ကာကွယ်ရေးဝန်ကြီးကင်ယုံဟွန်းနဲ့တခြားအဓိကတမှုအများအပြားဖမ်းဆီးထိန်းသိမ်းခဲ့ရပြီးနောက်မတော်တဆမှုတွေဖြစ်ပေါ်ခဲ့တာပါလေတက်ရဲ့ KA1 လက်ကြည့်မှုတွင်လက်နက်တပ်စင်ထားတဲ့ GA နှစ်ခုမတော်တဆဖြုတ်ချမိတဲ့ဖြစ်ရပ် EB68 ကပေါ်ပေါက်ခဲ့ပါတယ်အားကြောင့်တောင်မြောက်ကိုရီးယားနယ်စပ်မှာကြီးမားတဲ့ကျွင်းတွေတောင်မှဖြစ်ပေါ်ခဲ့ပါတယ်စစ်တပ်ရဲ့ဒီလိုပေါ့ယော့လာတဲ့လက္ခဏာကြောင့် ုံချုံရင်းဆိုင်ရာစိုးရိမ်မှုကိုမြင့်တက်စေပါတယ်။လက်ရှိဒုကာကွယ်ရေးဝန်ကြီးကင်ဆွန်ဟိုကယာယီကာကွယ်ရေးဝန်ကြီးဖြစ်တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။မတော်တဆမှုတွေဇက်တိုက်ဖြစ်တာဟာစစ်တပ်တွေမှာစီကံပေါ်ရမှုတတ်တတ်လို့အပေါ်ရန်ထင်ရပေမဲ့စီရေးလေးချင်းမှုတွေကိုလုံလုံလောက်လောက်မလုပ်တာများရကနေဖြစ်လာတဲ့ရလက်ပဲလို့သူကပြောပါတယ်။ Laboratory မွန်ဂျေအင်းအစိုးရကအရေးကြီးတဲ့စီးလေးချင်းမှုအချို့ကိုရှင်းဆိုင်ခြင်း ရှော့ချခြင်းလုပ်ခဲ့လို့စီးရဲလေ့ကျင့်မှုတွေမှန်မှန်ကန်ကန်မလုပ်ဆောင်နိုင်ခဲ့သလိုရောင်စက်ယိုလက်ထက်မှာလည်းပြန်လည်လုပ်ဆောင်ဖို့ပြတ်ခွက်ခဲ့ကြောင်းနိုင်ငံရေးလေ့လာသူတွေကပြောပါတယ်ပြီးခဲ့တဲ့ AB 16ရက်နေ့ကဆိုရင် KA1 လေရင်တစီဟာညာပိုင်းပြန်တန်းနေစဉ်လက်နက်တက်စင်ထားတဲ့ဂျီနှစ်ခုနဲ့စီတန်ကီအလုံးနှစ်ခုဖြုတ်ချခဲ့ပါတယ်။ဂျီနှစ်ခုပြန်လည်ရရှိပြီမဲ့စီတန်ကီတွေကပျောက်ဆုံးသွားပါတယ်။မလအတွင်းကလည်းတောင်ကိုရီးယားစစ်တပ်ရဲ့ Israel UAV ဟာရထားတဲ့ရဟင်းတစီနဲ့တိုက်မိပြီးမီးလောင်ပြီးတော့ မေရိကန်ဒေါ်လာ16.3တသန်းပျက်စီးခဲ့တဲ့ဖြစ်ရလဲဖြစ်ပေါ်ခဲ့ပါတယ်ဒါဟုစစ်တပ်ကရုတ်တရက်တိုက်ခတ်တဲ့လေပြင်းကြောင့်ပါလို့အကြောင်းပြပါတယ်။ဒါအပြင်မလ6ရက်နေ့ကလည်း KF-16 တိုက်လေ20ဟာ MK-82 ဘုံရှစ်လုံးကိုနေဆက်ရတရာကိုမရဒဆအကျင်းမီယာကနဲ့ရက်သား38ခုထန်ရပါတယ်။လားလူအိမ်ချမ်းပြည်တွေနဲ့ဖျားရှိခိုးကြောင်းပါဝင်အဆောက်အုံပေါင်း163လုံးပျက်စီးပြီးလေတပ်မှတာဝန်ရှိသူ၄ဦးကိုလောလောဆယ်ပေါ်ဆောင်မှုနဲ့တရားစွဲဆိုထားတယ်လို့သိရပါတယ်။ ောင်းတော်ရေးစစ်ဖွဲ့ပါချိန်မှာတရုတ်ဆိုရရဲ့အကျိုးစီးပွားကိုလုံးဝထိပါမခံဘူးလို့တရုတ်သမ္မတရှီကျင်းဖင်ကပြောပါလိမ့်တရုတ်နိုင်ငံအကျိုးစီးပွားကိုထိပါတဲ့နိုင်ငံမှန်သမျှရန်သူဖြစ်သတ်မှတ်မယ်လို့ဆိုပါလိမ့်တရုတ်နိုင်ငံဟာ၎င်းရဲ့အကျိုးစီးပွားကိုအ short တင်းလုပ်ပြီး American ပြည်တော်စုနဲ့ကုန်သွယ်ရေးသဘောတူညီချက်ကိုရယူခြင်းမျိုးမလုပ်ဖို့ပြင်းပြထန်ထန်တတိပေးလိုက်ပါတယ် ဒီလိုသဘောတူညီချက်တွေကိုလည်းပြည့်ပြည့်သားဆန့်ကျင်မယ်လို့ဆိုပါတယ်ခေါ်စည်းချက်မှုကင်းလွတ်ခွင့်အတွက်အပြန်အလှန်အပြင်ဘေကျင်းနဲ့ကုန်သွယ်မှုကိုလျှော့ချဖို့မဟာမိတ်တွေကိုအမေရိကန်ဆိုရက်ကဖိအားပေးနေတယ်ဆိုတဲ့သတင်းတွေထွက်လာပြီးနောက်အခုကြီးညာချက်ထွက်လာတာပါပြောရမယ်ဆိုရင်တရုတ်သမ္မတရှီကျင်းဖင်ရဲ့ကြီးညာချက်ဟာမဟာမိတ်နိုင်ငံတွေပေါ်ကိုတတိပေးလိုက်တာဖြစ်ပါတယ်။ American Plan တရုတ်လားဆိုတာပြည့်ပြတ်သားရွေးချယ်ခိုင်းလိုက်တာပဲဖြစ်ပါတယ်။တရုတ်ဘက်ကိုနစ်နာစေတဲ့သဘောတူညီချက်ရယူတဲ့ ဘယ်နိုင်ငံကိုမဆိုတရုတ်ကပြပြတသားစန့်ကျင်မှာဖြစ်ကြောင်းတရုတ်စီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနကပြောပါတယ်ဒီလိုအခြေအနေကြောင့်လိုင်းတရုတ်ဟာလုံးဝသိခံမှာမဟုတ်ပဲပြတ်သွားပြီးအပြန်အလှန်တုံ့ပြန်တဲ့နည်းလမ်းနဲ့တံပြန်ရေးယူဆောင်ရွက်ပြမယ်လို့ဆိုပါတယ်အမေရိကန်ဟာနိုင်ငံရေးလွှမ်းမိုးမှုနဲ့တစ်ဖက်သက်အနိုင်ကျင့်မှုအတွက်စီးကြက်ခွန်ကိုလက်နက်ဖြင့်အသုံးချနေတာလို့စီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနကဆွဆွဲခဲ့ပြီးရေတိုးကုန်သွယ်မှုအားသာချက်များဟာပါဝင် ပတ်သက်တဲ့အဖွဲ့အစည်းအလုံးကိုထိခိုက်နေတာစင်မှာစိုးရိမ်မှုတွေရှိနေပါတယ်။ အခွန်တညာခွင့်တောင်းခံနေတဲ့နိုင်ငံတွေအနေနဲ့တရုတ်နဲ့၎င်းတို့ရဲ့စီးပွားရေးဆက်ဆံမှုကိုအကန့်အသတ်လုပ်ဖို့ Trump ဆိုရကဖိအားပေးတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပြီးဒီလောက်ရဟာတရုတ်နိုင်ငံရဲ့စီးပွားရေးကိုအထူးကြံစည်ဖို့ American ကအားထုတ်မှုဖြစ်တယ်လို့ဆိုပါတယ်။ Trump ဟာသူနဲ့တရုတ်နှစ်နိုင်ငံရဲ့ရှင်းတာနေမဟုတ်ဘဲနဲ့ကြံတဲ့တရုတ်နဲ့ကုံတွယ်ဘက်ပြုလုပ်နေတဲ့ American နဲ့လည်းကုံတွယ်ဘက်ပြုလုပ်နေတဲ့ဂျာနီနိုင်ငံတွေကိုပါဒီကိစ္စထဲမှာဆွဲထည့်လာတာဖြစ်ပါတယ်။ တရုတ်ကိုကွန်တွယ်ရေးရအဲ့ဒီနိုင်ငံတွေကပါဝိုင်းဝန်းပိတ်ဆို့ဖို့ဆိုပြီးထွက်ရဲလှုံ့ဆော်ကြတဲ့ဟာဘာအဓိပ္ပာယ်မှမရှိတော့ဘူးလို့ဆိုပါတယ်။ဒါကြောင့်အဲ့ဒီနိုင်ငံတွေအနေနဲ့လည်းလက်ခဲတဲ့လက်ချင်တွေမှာကြုံနေရပါလေ။နိုင်ငံပေါင်း100နီးပါးကအမေရိကန်စိုးရရဲ့ကွန်တွယ်ရေးအခွန်မြင့်တင်မှုပြဿနာကိုရင်ဆိုင်နေရပြီးသမ္မတထရန့်နဲ့ဆွေးနွေးခွင့်ရဖို့အတွက်မျှော်လင့်နေတာဖြစ်ပါလေ။အဲ့ဒီနိုင်ငံတွေကိုတော့သမ္မတထရန့်ကဘယ်လိုပုံစံနဲ့ကင်တွယ်မလဲဆိုတာလက်ရှိချိန်ထိ မသိရသေးပါဘူး။ မဲခေါအမေကလည်းထိုင်းပင်လယ်ကွေ့အထိချိတ်ဆက်ပြီးတူမြောင်ကြီးဖောက်ဖို့ကမ္ဘောဒီးယားနဲ့တရုတ်စာချုပ်ထုတ်ဆိုပါလေကမ္ဘောဒီးယားဆူရကဖနွမ်းပင်မြို့နီးမဲခေါမြန်မာသည်ထိုင်းပင်လယ်ကွေ့စိတ်ကန်းတစ်ခုအထိတူမြောင်ဖောက်လို့ကိုတရုတ်နဲ့သဘောတူစာချုပ်ထုတ်ဆိုခဲ့တယ်လို့သိရပါတယ်ပြီးခဲ့တဲ့အေဘီလာ18ရက်နေ့ကတရုတ်သမ္မတရှီဟာကမ္ဘောဒီးယားကိုအလဲပတ်ရောက်ရှိစဉ်ဖူအန်တက်ကိုကန်တယ်လို့အမည်ရတဲ့ တူမြောက်ကိုဖောက်လို့သဘောတူခဲ့ပါလေအဲ့ဒီတူမြောက်ဟာတရုတ်နဲ့ကမ္ဘောဒီးယားကြားစာချုပ်ချုပ်ဆိုတာပြီးအနည်းဆုံးတန်ကြီးကဒေါ်လာ1.2ဘီလီယံရှိတယ်လို့သိရပါလေကုန်စည်စည်းမှုအတွက်အဓိကအသုံးပြုမှာဖြစ်ကြောင်းကမ္ဘောဒီးယားဆိုရကထုတ်ပြန်ပါလေတူမြောက်ရှိက64မိုင်ရှိပါတယ်ဒီစာရေးလုပ်ငန်းကိုတော့မနစ်ကကရေကစတင်ခဲ့ပါလေဒါပေမဲ့ဩဂတ်15ရက်နေ့ကပန်လက်ရိုက်ခမ်းနားကျင်းပပြီနော်ပြန်လည်ရဆိုင်သွားခဲ့တယ်လို့သိရပါတယ် နောက်ပိုင်းမှာကမ္ဘောဒီးယားဝန်ကြီးချုပ်ဖမ်းမာတဲ့ကနိုင်ငံအကျိုးစီးပွားတဲ့ဂုဏ်သိက္ခာကြောင့်ဘလောက်ပဲကုန်ကြပါစေတိဆောက်မယ်လို့ကြေညာခဲ့ပြီးအခုပြန်လဲတိဆောက်ဖို့တရားဝင်စာချုပ်ချုပ်ခဲ့ခြင်းဖြစ်ပါတယ်ကမ္ဘောဒီးယားယင်းနီမြုပ်နယ်သူများဘက်မှာဒူးမြောက်ကုန်ကြဆေး52ရာခိုင်နှုန်းထဲဝင်ပြီးတရုတ်ယင်းနီမြုပ်နယ်သူများဘက်မှာ49ရာခိုင်နှုန်းထဲသွင်းတိဆောက်သွားမယ်လို့ဆိုပါတယ်ဒီဒူးမြောက်ဟာကုန်းလွင့်ရင်လန်နဲ့ပင်လယ်ရေကြောင်းလမ်းကိုဆက်သွယ်တဲ့မဟာဗျူဟာကျတဲ့ဒူးမြောက်ဖြစ်ပါတယ် သင်္ဘောများအကုန်တန်ချိန်3လောက်ဒီတင်ဆောင်ဖြတ်သန်းနိုင်မယ်လို့ကြီးညာချက်မှာထည့်သွင်းဖော်ပြထားပါတယ်။ဆာလိုရီတာဝန်ကိုတရုတ်ဆွေရပိုင်း China Communication Construction Company ကတည်ဆောက်ပါပဲ။စီလေးလုံးကုမ္ပဏီတွေနဲ့ဒေတာတွေမှာနာမည်ကြီးပါတယ်။ဒီကုမ္ပဏီကငွေကြေးဆိုင်ရာမတမာမှုတွေကြောင့်နာမည်ပြက်ရှိခဲ့တဲ့တရုတ်ကုမ္ပဏီလည်းဖြစ်ပါတယ်။ဒါအပြင်တရုတ်စစ်တပ်အတွက်စီရင်ဆိုင်ရာကျွန်းတူတည်ဆောက်ပြီးလို့ American က Facebook အရေးယူထားတဲ့ကုမ္ပဏီဖြစ်တယ်လို့လည်းသိရပါတယ်။တရုတ်သမ္မတရှီကျင်းမင်ဟာပြီးခဲ့တဲ့ရက်ဘက်က အာရှဒိုက်သုံးနိုင်ငံကိုချစ်ကြည်ခီးထွက်ခဲ့ပါတယ်ဒီကောင်အဖြစ်ရှင်းတော်အာရှနိုင်ငံတွေကိုချစ်ကြည်ခီးထွက်ခဲ့တာပါအဲ့ဒီချစ်ကြည်မှာတရုတ်တမရှိချစ်ဖင်ဟာလက်ရှိအမေရိကန်နဲ့ဖြစ်နေတဲ့ကွန်တိုရေးစစ်ပွဲမှာတရုတ်ဘက်ကနေထောက်ခံဖို့အတွက်ပြောခဲ့တယ်လို့လည်းသိရပါတယ်တန်တကာကျောင်းသား1500ကျော်ကိုအမေရိကန်အစိုးရကဗီဇာရုပ်သိမ်းလိုက်ပါတယ် ဒေါ်နယ်ထရန့်သမ္မတဒုတိယကြိမ်ဖြစ်လာပြီးနောက်ပိုင်းအမေရိကန်အစိုးရလူဝင်မှုကြီးကြပ်ဌာနဟာចောင်းသားပေါင်း1500ကျော်ရဲ့နေထိုင်ခွင့်ဗီဇာတွေကိုပြန်ရုပ်သိမ်းလိုက်ပြီးများပြောက်ဖမ်းဆီးထားပါတယ်။ဗီဇာလေးရုပ်သိမ်းခံရဖမ်းလဲဖမ်းခံရတဲ့ចောင်းသားတွေဟာပါလက်စတိုင်းဘက်ကရက်တီဆန္ဒပြခဲ့တဲ့သူတွေဖြစ်ပါတယ်။တချို့သူတွေဟာလည်းပါလက်စတိုင်းနဲ့တော်ဝတ်တဲ့နေနဲ့ချိတ်ဆက်နေကြပြီးလူမှုမီဒီယာတွေမှာဂါဇာကမ်းမြောင်ကပါလက်စတိုင်းတွေဘက်ကထောက်ခံကြောင်းပြောဆိုတဲ့သူတွေဖြစ်ပါတယ်။ထရန့်ဆိုရကတော့ ဒီចောင်းသားတွေဟာဂျူးမုံဒီရဲ့ Hamas လို့လာတဲ့စိတ်တွေចောင်းဝင်နေဖြန့်ဝင်နေတယ်လို့ဆွဆွဲပြီးចောင်းသားတွေရှိနေတယ်နဲ့တကြွလို့ရှာသူတွေကငြင်းဆိုထားပါတယ်။ American ကဂါဇာစစ်ပွဲကိုစတင်တဲ့အထင်ရှားဆုံးဆန္ဒပြပွဲအများအပြားမှာဂျူးတကြွလို့ရှာသူတွေနဲ့ဂျူးလူမျိုးအဖွဲ့တွေလည်းရှေ့တန်းကပါပါတယ်။မလာနိုမင်ကဝေကနေငယ်ဂျာယီဝန်ကြီးမာကိုရိုဘီယိုကအမေရိကန်အစိုးရအနေနဲ့ခံမှန်းချေចောင်းသားပေါင်း900ရဲ့ဗီဇာတွေရုပ်သိမ်းခဲ့တယ်လို့ပြောပေမဲ့လက်တွေ့အခြေအနေမှာတိထက်ပုံများပါတယ် ရေဂန်လူဝင်မှုကြီးကြပ်ရေးရှင်းလင်းများတဲ့အတွက်ချက်မှုအရကျောင်းသားပေါင်း၄800ကျော်ကို US Immigration and Customs ကဖယ်ရှားခြင်းခံခဲ့ရတယ်လို့သိရပါတယ်။ National Association of Forest and Advisor ကတော့ EPL 19ရက်ရှိနေရပြန်မှုခံရတဲ့ကျောင်းသားပေါင်း1400ဝန်းကျင်ရှိတယ်လို့ခံမှန်းထားတာဖြစ်ပါတယ်။အခုလိုမျိုးကျောင်းသားတွေပြန်ပို့ခံရတဲ့အတွက်ကြောင့်ကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေကတော့အထူးစိုးရိမ်တွန်းလှုပ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင်အမေရိကန်ရဲ့အမိမြေလုံခြုံရေးဝန်ကြီးဌာနကစစ်ဆေးချက်အရကျောင်းသားဗီဇာယူပြီးတော့လာရောက်ကျောင်းတက်တဲ့ကျောင်းသားရေအတွက်ဟာတော်တော်နည်းပါတယ်လို့ပြောပါတယ်။တကယ်တော့ကျောင်းသားဗီဇာကိုယူတာယူပြီးကျောင်းတက်တဲ့ပုံစံပြကကျောင်းဝင်ကျေးဇူးမိမယ်။ကျောင်းလုံးဝမတက်ပဲပြင်ပမှာအလုပ်လုပ်ရင်ခိုးလုံခွင့်ရယူဖို့စူးစမ်းနေတဲ့ကျောင်းသားအများအပြားရှိနေတယ်ဆိုတာကိုလည်းစစ်ဆေးတွေ့ရှိခဲ့တယ်ဆိုပါတယ်။ ဒါဟာအမေရိကန်ဆိုးရကပေးတဲ့ကျောင်းသားဗီဇာခွင့်ရေးကိုမလျှော်ကန်တဲ့အနေနဲ့အသုံးပြုပြီးမလိမ့်တပတ်လုပ်တဲ့အတွက်ကြောင့်ဒီလိုမျိုးကျောင်းသားဗီဇာရယူထားပြီးကျောင်းမတက်ပဲပြင်ပမှာလုံလုံနေတဲ့ကျောင်းသားတွေကိုလည်းတိုက်လံပြီးတော့ဖန်ဆီးရေးမှုတွေရှိတယ်လို့သိရပါတယ် ဖိုကြီးတကောင်ကိုမရင်းကျင့်သူလေးကိုအိန္ဒိယမှာဖမ်းဆီးထားတယ်လို့သိရပါတယ်။ဒါဟာအင်မတန်မှအထိပ္ပယ်မရှိမနဲ့ရုံရင်းကြမ်းတမ်းတဲ့လုပ်ရည်ဆိုပြီးဒီကိစ္စနဲ့ပတ်သက်ပြီးအိန္ဒိယရဲ့လူမှုကွန်ရက်အတိုင်းအဝိုင်းမှာအပြဲထန်ဝေဖန်နေကြပါတယ်။ဖြစ်စဉ်ကတော့အိန္ဒိယနိုင်ငံမဟာရာစထရာတတော်ဌာနကအဲ့ဒီတရားခံလေးယောက်ကို CCTV ကနေခြေရခံတွေ့ခဲ့တာဖြစ်ပါတယ်။ CCTV မှတ်တမ်းမှာဖော်ပြထားတဲ့အရာဆိုရင် အရှိ၄ပေခွဲ၅ပေလောက်ရှိတဲ့ဖွကြီးတကံကိုဖမ်းပြီးတော့အဲ့ဒီဖွကြီးကိုအမျိုးသားလေးဦးကမဖွဲ့မရပြုတ်လုံနေတာကိုအံ့အားတင်ပေါ်တွေ့ရှိခဲ့ရတာဖြစ်ပါလေဒီဖြစ်ရဟာအမတန်မှမယုံနိုင်စရာကောင်းတယ်လို့မဟာရာရှထာတတော်ဌာနကြီးကဆိုပါလေဒီလိုမျိုးတိရိစ္ဆာန်တွေပေါ်လောက်တာဟာနှိပ်ပန်းနှိမ့်ဆက်မှုလည်းဖြစ်တာတော့ကြောင့်တိရိစ္ဆာန်ထိမ့်သိမ့်ကောက်ွယ်ဆောက်ရှောက်ရေးအုပ်တွေရပါဒီလိုဒီလူတွေကိုပြင်းပြင်းထန်ထန်တရားစွဲမယ်လို့ဆိုပါလေ အဲ့ဒီလူလေးယောက်ရဲ့ဖုန်းကိုလည်းစစ်ဆေးတဲ့အခါမှာဖွကြီးကိုမဟာတရားလုပ်နေတဲ့ဗီဒီယိုပါတွေ့ရှိခဲ့တာဖြစ်ပါတယ်။ဘလို့အသိဉာဏ်မရှိတဲ့လူတွေကဒီလိုမျိုးကြောက်ဖို့ကောင်းတဲ့ရွှင်ရှားဖို့ကောင်းတဲ့လုပ်ရက်ကိုလုပ်တာလေလို့မြင်ကြပါတယ်။ဖွကြီးကိုဘာသဘောနဲ့အဲ့ဒီလိုလုပ်လဲဆိုတာတော့မသိရသေးဘူးဗျ။ဒီဘင်္ဂလားဖွတွေဟာ၅ပေ၄ပေကွယ်၅ပေ၆ပေလောက်ထိရှည်နိုင်တယ်ဗျ။အင်မတန်ကြီးမားတဲ့ဖွမျိုးစားပါအဲ့ဒီဖွကြီးတွေကို1982တောရန်တိရိစ္ဆာန်ကာကွယ်ရေးအုပ်ပရိယာကာကွယ်ပေးထားတာဖြစ်ပါတယ် တတော်ဝင်တဲ့နေရာ CCTV မှတ်တမ်းတွေအရအဲ့ဒီလူလေးဦးကိုလိုက်လံဖမ်းဆီးခဲ့ပါလိမ့်ပထမကနအုံးမှာတော့လူလေးဦးတည်းကဒူးကိုသာဖမ်းမိပြီး နောက်ဆက်လက်စုံစမ်းစစ်ဆေးရမှာကြံခတ်ပြေးသွားတဲ့သူတွေကိုပါမဟာရာရှာပြည်နယ်မှာရှိတဲ့ရွာလေးတွေအမှာဖမ်းမိခဲ့တယ်လို့ဆိုပါလိမ့်ဖမ်းဆီးထားသူ၄ယောက်ကတော့အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဝန်ခံပြောဆိုခဲ့တယ်လို့ဆိုပါလိမ့်ဒီဖြစ်ရဟာအိန္ဒိယရဲ့ တော်ရင်တိရစ္ဆာန်ကောက်ွယ်ဆောင်းလျှောက်ထင်းသိမ်းရင်းနဲ့သဘောပေါက်ဝေးခြင်းအရေးဆောင်းလျှောက်သူတွေအတွက်တတော်လေးကိုရှော့ဖြစ်သွားတဲ့လုံရက်ဖြစ်ပါလေ။ဒါအပြင်တရားရေးအတိုင်းဝန်းကလည်းဒီလူတွေဟာဖွတ်တကောင်ကောင်မဟာတရားကျင့်နေဆိုရင်ဒါဟာအမျိုးသမီးတွေအတွက်တတော်လေးကိုရင်လေးစရာလို့ဆိုပါလေ။အိန္ဒိယမှာအုပ်စုဖွဲ့ပြီးတော့မရင်းကျင့်တဲ့ဖြစ်ရတဲ့ဟာမကြာခဏဆိုသလိုဖြစ်ပေါ်နေတာပါ။ သူတို့ကိုလောလောဆယ်မှာတော့ဒီ Indian Panel Code Section 377နဲ့တရားစွဲထားတယ်လို့သိရပါတယ်။ပန်ရင်မောင်းတူဟာဒေါ်လာ9ဒေါ်လာခိုးမိလို့ပြင်ဆင်လကဒေါ်လာ8000တောင်မရတော့ဘူးလို့ဆိုပါတယ်။လောက်တ29နှစ်ရှိပြီဖြစ်တဲ့ဂျပန်ဘတ်စကားရင်မောင်းတူဟာခီးတဲ့ရရင်စီးနှင်းခတဲ့မှာဒေါ်လာ9ဒေါ်လာလေးခိုးယူမှုကြောင့်အလုံးမအထောက်ခံရတဲ့အပြင်ဒေါ်လာ၈၄၀၀တန်ကြီးရှိတဲ့ငိမ့်စာလာစာခန်းစားခွင့်ကိုလည်းဆုံးရှုံးခဲ့ပါတယ်။ အမည်ဖော်ပြထားခြင်းရှိတဲ့အဆိုပါဘတ်စကားယင်မောင်2022ကဂျပန်ယန်1000ဝန်းကျင်သာတန်ဖိုးရှိတဲ့ဒေါ်လာ9ဒေါ်လာခိုးယူခဲ့ကြောင်းဘတ်စကားလုံခြုံရေးကင်မရာရုပ်သံမှတ်တမ်းအရဖော်ထုတ်နိုင်ခဲ့ပါတယ်။အဲဒီနောက်သူ့ကိုတိုကျိုးပွဲတော်သေပုဆိုင်ဘူရိုကယင်မောင်ဖြစ်ကထုတ်ပယ်ပါတယ်။ဒီယင်မောင်ဟာရန်စနစ်တန်းငင်းစားခံစားခွက်လည်းလုံးဝမရတော့ဘူးလို့ဆိုပါတယ်။ဒါအပြင်သူ့ကိုတရားစွဲဆိုသူကအဲ့ဒီ ပင်စင်လားဆောင်ငွေကိုပြန်ရလိုကြောင်းတရားဆွဆုခဲ့ပေမဲ့ရှုံးခဲ့ပါတယ်။ဒီပြစ်ဒဏ်ဟာပြင်းထန်လို့နဲ့ဆိုပြီးတရားဝန်ကတော့စီရင်ချက်ကိုပြန်လည်ပြင်ဆင်ပေးခဲ့ပါတယ်။ဒါပေမဲ့တရားလွတ်တော်ချုပ်ကမူလပြစ်ဒဏ်အတိုင်းဆက်လက်တည်ပြုပါတယ်။ကျိုးလိုမျိုးတော်ကိုနိုင်ပေးတဲ့အပြီးသက်စီရင်ချက်ကိုချမှတ်ခဲ့ပါတယ်။ဒီရင်မောင်းရဲ့လောက်ရဟာမကောင်းဘူးလို့ဆိုပါတယ်။ဒါဟာဂျပန်လူမျိုးတွေရဲ့ဂုဏ်သိက္ခာကိုပါထိခိုက်စေတယ်လို့လူမှုကွန်ရက်မှာဝေဖန်ရေးသားမှုတွေရှိနေပါတယ်။ ဒါအပြင်ဘတ်စကောစနစ်ပေါ်မှာလူလူရဲ့ယုံကြည်မှုကြာဆင်းစေနိုင်တဲ့အပြင်ဘတ်စကောဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းလက်ပတ်မှုကိုထိခိုက်စေလိုကြောင်းတရားရုံးကအစီရင်ချက်ချမှတ်ပါတယ်။မူလဖြစ်စဉ်ကတော့လူ၅ဦးပါတဲ့ခီးတဲ့တစုဟာဘတ်စကောပေါ်တက်ခဲ့ပြီးရင်မောင်းကိုရန်1150ပေးခဲ့ကြောင်းဖော်ပြပါတယ်။ ိုင်မာအသက်58နှစ်အရွယ်ရှိပြီတဲ့ရင်မောင်ဟာခီးတန်ထံမှာရရှိတဲ့ရန်တထောင်ကိုရင်စီကပေးမဲ့ဆက်ထဲထည့်ရမယ်စာမိမိအိတ်ကထဲကိုထည့်ခဲ့ကြအောင် CCTV ကင်မရာမှတ်တမ်းမှာတွေ့ခဲ့ပါတယ်ဒီခိုးယူမှုကိုကောင်းမတက်စင်တဲ့လုံခြုံရေးကင်မရာကစဉ်ချူတူမျိုးတော်တေပို့ဆောင်ပြူကဖော်ထုတ်တွေ့ရှိခဲ့ကြအောင် Money ဤချစ်တင်စာကဟုတ်ပြပါလေကင်မရာမှတစ်ဆင့်လက်ပူးလက်ကျဖမ်းမိခဲ့ပေမဲ့ဒီရေမောင်းကသူ့မခိုးကြောင်းဖြောင်းခြင်းမှုကြိုးပဲပါလေ အဲ့ဒီရင်မောင်းဟာတာဝန်ထမ်းဆောင်တဲ့ကာလကတခြားဖြစ်စဉ်မျိုးကြောင့်အကျဉ်းသားတတိပိခံခဲ့ရကြောင်းစီရင်ချက်မှာဖော်ပြခံပါလေတာဝန်ကျင်တွင်လည်းကာဗွန်မှာခီးသည်တွေမရှိခြင်း EC ကွဲတော့ခြင်းကြောင့်အကျဉ်းသားတတိပိခံရပါလေတရားလွတ်တော်ကျုံရဲ့စီရင်ချက်ကိုကျူတူမျိုးတော်ကထောက်ခံပါလေရင်မောင်းလိုက်ဟာတယောက်ထဲလွတ်လွတ်ရပြီးအများပြည်သူပိုင်ငွေတွေကိုကင်တွေရပါလေဒီနယ်ပယ်မှာယုံကြည်မှုကိုလွဲသုံးစားလုပ်ပြီးခိုးယူခဲ့တာကြောင့်အင်မတန်လေးနက်ထား အရေးယူဆောင်ရွက်ခဲ့တာဘာလို့ကျွတ်တို့အများပြည်သူတွေပို့ဆောင်ရေးဘီရိုမှာတာဝန်ရှိသူကပြောပါတယ်ဒီလိုတင်းတင်းကြပ်ကြပ်အရေးယူဆောင်ရွက်တာကိုလက်မခံဘူးဆိုရင် မိမိတို့ဖွဲ့စည်းဟာပေါ်ရွာလာမှာဖြစ်ပြီးအများပြည်သူရဲ့ယုံကြည်မှုလည်းကျဆင်းသွားလိမ့်မယ်လို့ဆိုပါတယ်